ဖိလစ်ပိုင်မှာရေလွှမ်းမှုမှုထင်းချုံရေးစီမံကိန်းတွေရဲ့အဂတိလိုက်ဆောင်မှုအရှုပ်တော်ပုံတွေနဲ့ပတ်သက်ပြီးနိုဝင်ဘာ30ရက်ကမနီလာမြို့တော်မှာလှူပေါင်းထောင်ချီစုယုံဆန္ဒပြခဲ့ကြတယ်လို့ AFP သတင်းမှာဖော်ပြခဲ့ပါတယ်။ဒေါ်လာဘီလီယံချီတန်ဖိုးရှိတဲ့ရေလွှမ်းမှုမှုထင်းချုံရေးအခြေခံအဆောက်အအုံစီမံကိန်းတွေမှာအစိုးရအရာရှိတွေလွှတ်တော်မှတ်တွေနဲ့စောင့်လုပ်ရေးကုမ္ပဏီလုပ်ငန်းရှင်တွေဟာအဂတိလိုက်ဆောင်မှုတွေရှိခဲ့တဲ့အရှုပ်တော်ပုံပေါ်ပေါက်လာခဲ့ပြီးတဲ့နောက်ဒီကိစ္စအတွက်တာဝန်ယူဖြည့်ရှင်းပေးဖို့ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြပါတယ်။ မကြသေးမီလာတွေအတွင်းရေလွမ်းမှုမှုတွေအင်အားပြင်းတိုင်ဖွန်မုန်တိုင်းတွေရဲ့တံကိုခံခဲ့ရတဲ့လူဦးရေ136သန်းနေထိုင်တဲ့ဖလာပိုင်မှာရေလွမ်းမှုမှုထိန်းချုပ်ရေးအခြေခံအဆောက်အအုံစီမံကိန်းတွေကိုအပြီးသက်အကောင့်ထဲမဖော်နိုင်မှုတချို့စီမံကိန်းတွေဟာဆောင်ရွက်ပေါ်မှသာရှိပြီးမြေပြင်မှာရှိမနေမှုစတဲ့အခြေအနေတွေကြောင့်လူလူကြားဒေါသတွေမြင့်တက်ခဲ့တာဖြစ်ပါတယ်။သူတို့ကိုအခုထောင်ချပြလို့ဆန္ဒပြသူတွေက1986ခုနှစ်မှာလက်ရှိသမ္မတဖာဒီနန်မာကော့စ်ဂျူနီယာရဲ့ဖခင်ဖြစ်သူ ဖာဒီနန်မာကို့စ်ကိုရာထူးကဖြုတ်ချရာမှာပါဝင်ခဲ့တဲ့ပြည်သူ့အင်အားလှုပ်ရှားမှုရဲ့စံနာပြနေရာဖြစ်တဲ့မနီလာမြို့တော်ရဲ့ ASDA လို့လူသိများတဲ့အထက်မိန်လမ်းမကြီးပေါ်မှာခြိတက်စံနာပြချိန်မှာဟစ်ကြွေးခဲ့ပါတယ်။မနီလာမြို့ရဲ့တမရနန်းတော်နဲ့တိတ်မဝေတဲ့လူနီတာဦးရမရှိတဲ့ဆန္ဒပြသူတွေကစနစ်တကျအကြေလိုက်ဆောင်မှုကိုအဆုံးသတ်ဖို့တောင်းဆိုတဲ့အနေနဲ့မိချောင်းကောင်းပုံစံခေါင်းစုတွေဝင်ဆင်ခဲ့ပါတယ်။ အင်္ဂရိလိုက်စားမှုတွေရှိနေတာကြောင့်လူတွေအသက်ဆုံးရှုံးနေရပါတယ်လို့အသက်20အရွယ်ဆန္ဒပြသူတဦးဖြစ်တဲ့ဂျက်စီတနာလူမီဂျေက AFP သတင်းဌာနကိုပြောပါရယ်တရားခရီးလိုက်စားမှုအရှုပ်တော်ဝင်နဲ့ပတ်သက်ပြီးပထမဆုံးဖမ်းဆီးမှုတွေအတွင်ဖိလစ်ပိုင်ပြည်သူလုပ်ငန်းတွေနဲ့အဝေးပြေးလမ်းမများဆိုင်ရာဌာနရဲ့အရာရှိ၈ဦးပါဝင်ခဲ့ပါရယ်ဒါပြင်အခရီးလိုက်စားမှုမှာပါဝင်တဲ့နောက်ထပ်ယာရုကြီးပုဂ္ဂိုလ်တွေကိုလည်းထပ်မံဖမ်းဆီးမယ်လို့အစိုးရကကတိပြုခဲ့ပါရယ် နိုဝင်ဘာ3ရက်နေ့ကဆန္ဒပြသူတွေကိုအချိန်နှိမ့်ထိမ့်သိမ့်မှုအတွက်ရဲတပ်ဖွဲ့ဝင်13000ကျော်ကိုဖြန့်ကျက်ချထားခဲ့တယ်လို့သိရပါတယ်။